ရန်ထန်းရဲနဲ့ထွက်ပြေးသွားတဲ့မော်တော်ယာဉ်တို့ကြားကဟောလီဝုဒ်ဆန်ဆန်ဖြစ်သွားခဲ့တဲ့ရန်ကုန်မြို့လေးကထူးခြားဖြစ်စဉ်အခုလက်ရှိလူမှုကွန်ရက်ပေါ်မှာနာမည်ကြီးနေတဲ့တရင်လေးတပုတ်ကတော့ရန်ကုန်မြို့ရဲ့ထင်းရှားရဲ့လမ်းမကြီးအလေးမှာရန်ထန်းရဲတယောက်နဲ့ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့မော်တော်ကားကြားကအရှင်ကားဆန်ဆန်ဖြစ်ပြလေးတစ်ခုပဲဖြစ်ပါတယ်ဒီဖြစ်ပြလေးကိုလည်းလမ်းခွဲရာကအမီမတီလူတူကဗီယိုလီခိုးယူရိုက်ကိုင်းနဲ့လိုင်းပေါ်ကိုတင်လိုက်တာပါ ဒီဗီဒီယိုလေးပြန်လည်လာပြီးတော့ကြည့်ရှုသူတွေအကြောင်းမှတနည်းအားဖြင့်ဆရာမေးခွန်းတွေအများပြားပေါ်ထွက်လာခဲ့ပါတော့တယ်။ဒီအကြောင်းအရာလေးကလည်းတမဲရင်တိုင်းမိတဲ့ဖြစ်စဉ်မျိုးလုံးဝမဟုတ်နေခဲ့ပဲတတော်လေးကိုထူချနေကြပါဖြစ်စဉ်လေးကတော့ပါရမီလက်မကြီးမှာရင်တွေကကိုစီမောင်းနေနေနဲ့ရင်ထင်ရတယောက်ကဆူဆူကီကောင်တင်ကားလေးတစ်စီးကိုမေးပွိုင်းနားမှာတားခဲ့ပါတယ်။ပုံမှန်ဆိုရင်ရင်ထင်ရစီတယောက်ကရင်တွေကိုတားလိုက်ပြီးဆိုတာနဲ့ရက်ပြာစမြဲပါပဲ။ ဒါပေမဲ့လည်းအခုရင်မောင်းကတော့ရမပြေးတဲ့အပြင်ကိုကြောအားလန်အားနဲ့မောင်းပြေးကြတာပါဖြစ်စဉ်ကတော့ရန်ထိန်ရဲကြီးအားလေတားလို့မရတာနဲ့ကာရှေတကနာကိုခုပြီးတော့တရရတိုက်ပြီးပသွားခဲ့ပါရင်အခုလိုမျိုးကြီးဖြစ်သွားကြတာကလည်းတကယ်ကိုမှနှုတ်နဲ့ပဲအတန့်တည်းဆိုရင်ဆရာကောင်းလာပါရင်လမကြီးပေါ်မှာရင်ထင်ရတဲ့အောင်တရွတ်တိုက်ကြီးပါသွားကြတဲ့မြင်ကွင်းကြောင့်နောက်ကတက်ဆီဒရိုင်ဘာနှစ်ယောက်ကအဆိုပါမောင်းပြတဲ့ရင်မောင်းကိုရှေးကပိတ်ရပြီးတော့ဝိုင်းဝန်းဖန်ဆီးပေးခဲ့ကြပါရစေ။ ဒီဖြစ်ပျက်ကိုမြင်နေရတဲ့နောက်ကလမ်းသွားလမ်းလာရင်မောင်းတယောက်ကလည်းဗီဒီယိုမှတ်တမ်းတင်ရင်တက်တဲ့အနေနဲ့ line ပေါ်ကိုတင်ပေးလိုက်ပါတော့တယ်။အဆိုပါရိုက်ကွန်မြင့်သူကတော့ညနေပိုင်း6:25မိနစ်လောက်မှာဖြစ်ပွားခဲ့လို့လည်းသိရပါတယ်။ဗီဒီယိုထဲမှာယင်ထေရဲ့ကြီးကသူရဲ့တာဝန်ဝတ္တရားတိုင်းပဲလှုပ်ဆောင်ပြီးအသက်ကိုယ်တော်ပထနာမထားပဲလိုင်းလံဖန်စီတဲ့ပုံရိပ်တစ်ခုကတော့တကယ်ကိုမှရောရှင်ဆန်ဆန်ဖြစ်ပြသွားခဲ့တာပါအကယ်၍ယင်မောင်းသောအရင်ပေါ်တင်လိုက်မယ်ဆိုရင်တကယ်ကိုမတွေ့ရဲစရာပါပဲတာဝန်တီးပြည်သူပြည်သားအနေနဲ့ တက္ကစီဓမာရီကတော့ဒီကေကိုတတိရှိရှိနဲ့ပိတ်ဆို့ပြီးကုညင်ပေးခဲ့လို့တော့အချင်းတွေကဆူရမသွားတာလို့ဆိုအောင်ပါဒီလိုနဲ့အကြီးစုသူတွေကဆိုပါဖြစ်ရတဲ့ပတ်သက်လို့မေကွန်ထုတ်စရာတွေမှာအများကြီးပေါ်ထွက်လာခဲ့ပါတယ်။ဘာကြောင့်များခုလိုနှုတ်နှစ်ဖက်အတန်ဒီရဲ့ထိခိုက်နိုင်မဲ့အထိကိုစူးစမ်းပြီးထွက်ပြေးမောင်းနေရတဲ့မော်တော်ကားပေါ်မှာဥပဒေနဲ့မလုတ်ခင်တဲ့တရားမဝင်ပစ္စည်းတွေများတင်းဆောင်လာခဲ့လို့လားတမမောဝရန်ပြေတရားဖြစ်နေလို့လားစတဲ့ဖြင့်မေကွန်ထုတ်စရာတွေများလာခဲ့ပါတယ်။ ။မော်တော်ယာဉ်အမျိုးအစားလေးကုန်တင်ကောင်းဖြစ်နေရကြောင်းတနည်းဖြစ်စရာတွေကပိုများလာခဲ့ပါရယ်။အခုချိန်မှာကအလုံးတီကြတဲ့အချိန်ပဲစီပွားရေးတွေနဲ့ငကိုကချက်ကိုပို့ပြီးတော့ချက်တဲလာခဲ့တဲ့အခါလောက်ကန်စားတော့ရတာတွေကလည်းအင်မတန်ခက်ခဲလာတာကိုသတိထားမြင်ကြမှာပါ။ပစံကျဲဝါချမ်းတော်ပြီးလောက်ကန်စားတော့နေကြတဲ့တတိတွေကလွေလို့ဂျန်နယ်လက်လွတ်လက်စားတွေမန္တမြအတိုင်းကယနေ့အချိန်မှာတော့အရင်ကချက်ပို့ပြီးစားတော့နေထိုင်ဖို့အတွက်ကိုခက်ခဲရုန်းကန်နေကြပါဗျ။ ဒီအချိန်မှာတချို့သူတွေကတော့ရွေးချယ်မရှိတော့ပဲဥပဒေနဲ့မလုကန်တဲ့လုပ်ငန်းတွေတရားမဝင်တဲ့ပြည်စည်တင်ဆောင်တာမျိုးလုံးဆောင်နေကြတာကအရာချဲပုံမများပြားလာတာကိုတွေ့ကြမှာပါအခုလေတာမဲပြည်သူပြည်သားအနေနဲ့လောဘမလို့ရဲလောက်တဲ့လိုရမျိုးကိုတော့လိုရတဲ့ထီတော်ဆိုတော့ဒီမှုရဲ့နောက်ကွယ်မှာတကူတကူပူတဲ့အကြောင်းအရာတွေရှိနေအောင်မယ်လို့ယုံကြည်နေကြပါတယ် တီဗီလေးကိုအစုံတွေကြည့်ရှုအားပေးကြတဲ့ပရိသတ်ကြီးတွေအားရန်ကုန်မြို့လမ်းမကြီးကဒီလိုပြုမှုကိစ္စရက်နဲ့ပတ်သက်လို့ဘယ်လိုမြင်ကြလဲဆိုတာကိုဝေဖန်ထားကြပါဦးနော်။ဟုတ်ကဲ့ပါရှင်ဒီဒီတင်ဆက်ပေးသားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လေပရိသတ်တွေတဲ့စိတ်ဝင်စားဖို့ရာအကြောင်းများကိုတင်ဆက်ပေးဖို့မှာပြောရတဲ့တိတောဗီဒီယိုတင်နိုင်မလို့တန်းသိရှင်နိုင်ဖို့အတွက်ဗီနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါဦးရှင်။အစုံတွေအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။